တမရကတော့ကပြန်လဲမွေးဖွားလာတော့ပထမဆုံးလုပ်တာကဟင်ဒီဟင်းရွက်စိုက်တာပဲအဲ့ဒီမျိုးစေ့တွေကလည်းနက်ပြီကနေခိုးယူလာတာပေါ့နော်ဥယင်နဲ့စိုက်လိုက်တာတ냐ရဲနဲ့ဟင်ဒီဟင်းရွက်တွေကအရှံပဲပေါက်ရောတဲ့အမှန်တော့လွန်ခဲ့တဲ့10နှစ်က Grace ကိုသူ့ယောက်ျားလောက်ရဲ့ဖောက်ပြန်သူမယားငယ်ဒေးစီကလှေကားပေါ်ကနေတွန်းချခဲ့တာပေါ့ Grace သတိလစ်သွားပြီးမထင်မှတ်ပဲနက်ပြီကိုရောက်သွားခဲ့တာအဲ့ဒီမှာ10နှစ်လုံးလုံးပျော့ပျော့ပပနေခဲ့ရတယ်ဒါပေမဲ့ Grace နဲ့တမီဖြစ်ခါနီးမှလူပြီကိုပြန်ရောက် ။လာရောနိုးလာတော့ Grace မှာတော်တော်အံ့အားတင်တာပေါ့။နှစ်ပြီမှာက၁၂ကြာခဲ့ပြီမဲ့ဒီကဘာမြေပေါ်မှာကတရက်ပဲရှိသေးတာလေအိမ်မက်ရှိကြီးမက်လိုက်ရတယ်လို့ပဲခံစားရတယ်။ဒါပေမဲ့ Greg ကသူ့ရဲ့ဝိညာဉ်စွမ်းအားကိုစမ်းကြည့်လိုက်တော့စွမ်းအားတွေကအကုန်ရှိနေတော့ Greg တယောက်ပြောလိုက်ရတာမပြောပါနဲ့တော့ဒါပေမဲ့ခဏလေးတွေးမှပဲပြုံးလို့မရတော့ဘူးဘာလို့လဲဆိုတော့သူ့သားလေးဝင်လာလို့လေအဲ့ဒီကလေးကလည်းအတော်ဆိုးတာအမေကိုအထင်သေးပြီးအဖေရဲ့ချစ်သူတဲစီကိုပဲချစ်နေတာ Greg ဆိုလဲစကားတွေတော်တော်ဆူဆူဝါးဝါးပြောတာပေါ့ Greg ဆာဒေါသထွက်ပြီးစူပူလိုက်တော့ကလေးကကြောက်ပြီးမိုးပါလေရောလွှဲရောက်လာပြီး Greg ကိုတန်းပြီးအပြစ်တင်တော့တာပဲ Greg ကဒီအဖေနဲ့သားကိုကြည့်ပြီးနှစ်ယောက်စလုံးစိတ်တူစရာကောင်းလိုက်တာလို့တွေးလိုက်ပြီးနှစ်ယောက်စလုံးကို ကန်ထုတ်လိုက်တဲ့လောဆာလည်းသူ့မိမပုံမှန်မဟုတ်တာသိပေမဲ့ဂယုမဆိုင်ပဲဒဲစီကိုအိမ်ထဲခေါ်လာပြန်ရောဒီလိုရန်စတာကိုမြင်တော့ Grace ကငြိမ်မနေတော့ဘူးချက်ချင်းပဲ Grace ကိုကြွားရှင်းဖို့တောင်းဆိုလိုက်တယ် Grace ကသူ့မိမဆိတ်ဆူပြီးစူပူတာပဲထင်တာနဲ့ကြွားမယ်ကြွားဆိုပြီးချက်ချင်းသဘောတူလိုက်တယ်တကယ်တမ်းကြွားရှင်းမှာမဟုတ်ဘူးလို့ထင်နေတာကိုဒါပေမဲ့လက်ထက်မှတ်ပုံတင်ရောက်တော့ Grace ကခိုင်မာတဲ့စိတ်နဲ့ချက်ချင်းလက်မှတ်ထိုးလိုက်တယ်ဘဝမှာမတက်တာပဲလက်မှတ်ထိုးလိုက်ရတယ်ဒါပေမဲ့ကြွား အရှင်းဖို့ရက်သုံးဆဆောင်းဆိုင်ရမယ့်ကာလရှိတာရဲ့လို့ဆက်လဲနိုင်ငံသားကိုအရေးတကြီးခီးထွက်ရမယ့်ကိစ္စရှိတာရဲ့ကြောင့်တားကိုခဏတော့ grace နဲ့ထားခဲ့ရတယ်အိမ်ကြီးကိုပြန်ရောက်တော့ grace ကနောက်ဖေးဥယျာဉ်မှာဟင်းဒီဟင်းရွက်ဆက်ပြိုးတာကိုပဲအာယုံဆိုင်နေတော့တယ်သူ့ရဲ့ဝိညာဉ်ဆွမ်းအားတွေနဲ့ဆိုတော့ဟင်းဒီဟင်းရွက်တွေကတညာလေးနဲ့ပောက်ကုန်တာပေါ့ဝန်တာအာရနဲ့တတိပင်ပြိုးတွေပါဝဲဖို့စီစဉ်နေတော့နက်ကြီးကသူ့ရဲ့အိမ်မွေးမြေခွေးလေးနဲ့မမျှော်လင့်ပဲဆုံတွေ့ခဲ့တယ် grace ကပျော့ပျော့ရှင်ရှင် နဲ့မြေခွေးကိုအိမ်ခေါ်လာခဲ့တဲ့ဒါပေမဲ့အိမ်ထဲဝင်လိုက်တာနဲ့ Grace မျက်နှာပြတ်သွားရပြန်တဲ့ဆိတ်ရှုပ်စရာကောင်းတဲ့ကလေးကအိမ်ကူကိုမြင်းလိုစီးနင်းပြီးမလေးမဆလုပ်နေတာတွေ့တော့လေ Grace အမြန်ပြေးသွားပြီးကလေးကိုဖင်ရိုက်ချလိုက်တဲ့တားဖြစ်သူကချက်ချင်းငိုရောအော်ဟစ်ပြီးဒေါသထွက်တော်တာပေါ့ Grace ကိုအမေဖြစ်မလို့ခြင်းဘူးတဲစီကိုပဲအမေလိုခြင်းနဲ့လို့ပါချင်းချောက်ပြောပြီးဥယျာဉ်ထဲပြေးဝင်သွားတဲ့ Grace ရှင်ထဲမှာတော့အေးခဲသွားတယ်သူမမွေးခဲ့တဲ့ဒီသားလေးကိုအခုလိုမပြုတ်ခင်ရင်နောက်တစ်ချိန် လူစိုးလူမိုက်ဖြစ်လာတော့မယ်လို့တွေးမိတယ်။အဲ့ဒီအချိန်မှာပဲအိမ်ကူကကလေးက Grace ရဲ့ဟင်းဒီဟင်းရွက်တွေကိုဖျက်ဆီးနေပြီလို့အလောတကြီးသတင်းပို့တယ် Grace ဒေါသထွက်ပြီးမြေကွေးကိုကလေးကိုသွားချောက်ဖို့အမိန့်ပေးလိုက်တယ်ဟုတ်တယ်ကလေးကကြောက်ပြီးမြေကြီးပေါ်ထိုင်ကိုယ်တော့တာပေါ့အစပိုင်းမှာချင်းချောက်အော်ဟစ်ခဲ့ပေမဲ့ Grace ကတုတ်တုတ်တောင်မလုပ်ဘူးအဲ့ဒီတော့လိမ္မာပါနဲ့တဲ့ကလေးကငိုပြီးတောင်းပန်ပြန်တဲ့ Grace ကသူ့ရဲ့ဟန်ဆောင်မှုကိုချက်ချင်းတိပြီးတောင်းပန်တာကိုလက်မခံဘူးလို့တင်းမာစွာပြ ပေါ်လိုက်တဲ့မြေခွေးကိုလည်းဆက်ပြီးလိုက်ခိုင်းထားတယ်။ကလေးကပြေးရင်အကူညီတောင်းပေမဲ့အိမ်အကူနဲ့အိမ်ဖော်တွေကသခင်မရဲ့အမိန့်ကိုမဖီဆန်ရဲကြဘူးလေ။နာယီဝက်ကြတော့မှသားဖြစ်သူကစည်ရင်မှန်နဲ့တောင်းပန်ရှာတယ်။ Grace ကသူ့ကိုအလွယ်တကူလွတ်မပေးပါဘူး။ဟင်းဒီဟင်းရွက်အားလုံးကိုပြန်ဆိုင်ခိုင်းပြီးမြေခွေးကိုကြီးကျက်ခိုင်းလိုက်တယ်။အကယ်၍ကောင်းကောင်းမဆိုင်ရင်မြေခွေးကစားလိုက်မယ်လို့ပါရည်ရွယ်ချက်ရှိရှိခြောက်လိုက်တော့ကလေးခါများကြောက်လန့်တကြားတုံရင်ပြီးအလေးနဲ့ထားစိုက်ပျိုးတော့တာပဲမကြခင်တဲ့ ပတ်ကြသွားတဲ့တားဖြစ်သူဟာမြေခွေးနဲ့လည်းအကောင်းဆုံးတငယ်ချင်းတွေဖြစ်နေပြီး Grace ရဲ့ဟင်းဒီဟင်းရွက်တွေလည်းရင်းမဲ့လာပြီးဒါပေမဲ့ကလေးကခရမ်းကျင်တီတီတီလေးတွေကိုမစားချင်ဘူးဆိုတော့ Grace ကခရမ်းကျင်ဒီချက်ဥမှုကြောလုပေးလိုက်တဲ့ဒီဟင်းဒီဟင်းရွက်တွေထဲမှာလက်ပြီကဝိညာဉ်ဆွမ်းအားတွေပါဝင်တော့အနဲ့အရသာကလည်းအထူးကောင်းမွန်တာပေါ့အစားတောက်ရွတ်တဲ့ကလေးတောင်ခိုးပြီးချောင်းကြည့်နေတော့တာပဲ